အားလုံးမင်္ဂလာပါကျွန်တော်တို့ football live ရဲ့အစီအစဉ်ကနေပြီးတော့ပြန်လည်ပြီးကြိုလိုက်ပါတယ်ကောင်းမွန်သောနေ့လေးတနေ့ဖြစ်ပါစို့ဒီညကနေပြီးတော့စုံမောင်းကောင်းတောင်းပြလိုက်ပါတယ်အဲ့ဒါထုံးရတဲ့ကျွန်တော်တို့ဒါ forbes ရဲ့ဒါကျွန်တော်တို့ forbes ရဲ့ဒါကျွန်တော်ကဘာပေါ်မှာတန်ကြီးအကြီးဆုံးဒါဘောလုံးအသင်း ဒါတူကတော့အခု30လားမသိဘူးဗောနော်ရှိတယ်ဗောနော်ဒါကျွန်တော်တို့အဲဟုတ်တယ်အခု30ဗောနော်ဒါ30လုံးအေးသူ့ဘောပြကျွန်တော်30လုံးမယ်ခင်ဗျားတို့ပြောလိုက်တော့ဗောနော်ဒါကျွန်တော်ဗီဒီယို7မိနစ်လောက်ရှင်းနေလဲရှင်းသွားလိမ့်မယ်အဲ့တော့အခု30ဒါကျွန်တော်တို့သတ်မှတ်ထားခဲ့တယ်ဒါလက်ရှိမှာဒါကျွန်တော်နောက်ဆုံး update ဗောနော်ဒါလက်ရှိမှာဒါအပြောင်းလဲလေးရှိလာခဲ့ပြီနံပါတ်1နေရာတော့မပြောင်းလဲပါဘူးဒါတည်တယ်လူကလစ်အဲ့တော့နံပါတ်1နံပါတ်3နေရာတော့ပြောင်းလဲလာတယ်လက်ရှိမှာပြောင်းလဲလာတဲ့အသင်းတွေနံပါတ်ပါလာဝင်လာခဲ့တချို့အသင်းတွေကဒါ top 30တွေမှာစတင်ပြီးပါဝင်လာခဲ့တာကိုတွေ့ရမယ်တယ်မှာပါတယ်ဗောနော်အဲ့တော့နံပါတ်30မှာတော့လက်ရှိမှာဒါကျွန်တော် တို့အမေရိကန်ကအတင်းတင်းဖြစ်တဲ့ DC United ကဒါကြောင့်သူကဒေါ်လာနဲ့ဖော်ပြထားတယ်ဖြစ်ဒေါ်လာနဲ့ပဲပြောမှာပေါ့နော်ဒေါ်လာ985တန်း ဒါကျွန်တော်တို့သိရတယ်မှာပါတနစ်ကိုဒါကျွန်တော်ဝင်ငွေဒါကျွန်တော်တို့ဒေါ်လာတန်း90ရရှိပြီးတော့သူတို့အနေနဲ့ဒါကျွန်တော်ဘယ်လိုမျိုး valuation ကိုတွက်လိုက်တယ်တော့မသိဘူးပဲနံပါတ်30နေရာမှာ DC United ကတော့ American အသင်းသတင်းဖြစ် DC United ကတော့ relation မှာနံပါတ်30နေရာမှာကမ္ဘာပေါ်မှာတန်ဖိုးအကြီးဆုံးနံပါတ်30နေရာမှာရပ်တည်နေတာတွေ့ရမယ်29နေရာမှာလက်ရှိမှာဒါကျွန်တော်ဒီ list တဲကိုစတင်ပြီးဝင်ရောက်လာခဲ့တယ်ဒါကျွန်တော်တို့အသင်းသတင်းဖြစ်ပြီးတော့ Crystal Palace အသင်းဖြစ်တယ်လို့သိရတယ်မှာပါတယ် Crystal Palace အသင်းကဒီ list ထဲမှာပါဝင်လာခဲ့တာပိုင်ရှင်အပြောင်းလဲဖြစ်သွားခဲ့ပြီးနောက်ပိုင်းမှာဒါကျွန်တော်အသင်းနဲ့ကိုလည်း investment ပြုလုပ်ခဲ့တဲ့အနေထားမှာရှိခဲ့လို့ အတင်းရတာပတ်ချလဲဝင်းကြာကလည်းတိုးတက်လာခဲ့ကြောင့်ဒီနေရာထဲမှာပါလာခဲ့တယ်လို့သိရတယ်မှာပါတယ်သူရဲ့တန်ကြီးကတော့ဒါကြတော့ပေါင်ဟိုးဆိုဒေါ်လာ190နဲ့တူတာတစ်နှစ်ကိုဝင်ငွေ211တသန်းဝင်ငွေတိရှိတယ်လို့သူကရေးပြထားခဲ့တာကိုတွေ့ရမယ်28 28နေရာမှာဒါကျွန်တော်အမေရိကန်ကနောက်တဲ့ကလပ်တစ်ခုဖြစ်ပြီးသူတို့က Seattle Sounders လို့ခေါ်တဲ့ကလပ်ဖြစ်တယ်ဒါကျွန်တော်သူတို့ကလပ်ကိုဒါပေါင်ဒေါ်လာ810တယ်လို့တွေ့ထားခဲ့ရပြီးတစ်နှစ်ရဲ့ဝင်ငွေ83သန်းသာရှိရုံသိရတယ်မှာပါတယ် နံပါတ်28နေရာမှာလက်ရှိမှာအီတလီစီဝီကလပ်ဖြစ်တယ်ဒါကျွန်တော်ရိုမာရိုမာကလပ်ကလက်ရှိမှာဒါကျွန်တော် Forbes Magazine ဘက်ကနေပြီးတော့ဒါကျွန်တော်28နေရာမှာဒါကျွန်တော်တို့တန်ဂျီကို130ဒါကျွန်တော်တို့မီလီယံနဲ့ဒူဒါ100အတန်း130ကိုဒေါ်လာနဲ့ဒူဒါကျွန်တော်တနစ်ကိုဒါဝင်ဝင်293သတ္တိဝင်နေတယ်ဆိုပြီးပုံစံမျိုးကိုပြောထားခဲ့တာကိုတွေ့ရမယ်တော့မှာပါတယ်ဘောနော်26နေရာမှာလက်ရှိမှာ American အသင်းနောက်သတင်းဖြစ်တဲ့ Austin FC ဒါတနစ်ကိုဒါကျွန်တော်ဝင်ငွေဒါကျွန်တော်ဒေါ်လာတန်90ဝင်ပြီးတော့သူရဲ့ဒါကျွန်တော်တို့လက်ရှိ valuation လက်ရှိတန်ဂျီကတော့125သန်းတတိဒေါ်လာ ာရှိရဆိုပြီးသူက26နေရာမှာရက်တည်နေတာတွေ့ရမယ်25နေရာမှာလက်ရှိတည်ရတော့ပြောရမယ်ဆိုတော့ကျွန်တော်တို့ဒါအမေရိကအဲ့ဒါကျွန်တော်အင်္ဂလန်ကဒါကျွန်တော်အသင်းတင်းဖြစ်ပြီးတော့ shed can ပိုင်နေတာဒါကျွန်တော်တို့ fullhand အသင်းကဒါကျွန်တော်တန်း850နဲ့တူဒါကျွန်တော်နံပါတ်25နေရာမှာရက်တင်ရတွေ့ရမယ်တနစ်ဝင်ဝင်ဒါကျွန်တော်ပြန်ပြန်229သန်းတီရှိတယ်ဆိုပြီးရေးသားထားခဲ့တာကိုတွေ့ရမယ်တော့ပါတယ်ဒီ lesson ကိုနောက်တစ်ယောက်ဝင်ရောက်လာခဲ့တာကဒါကျွန်တော် toddy blue ရဲ့အသင်းဖြစ်ပြီးတော့နံပါတ်24မှာ brighton အသင်းကဒါကျွန်တော်တို့တနစ်ကိုဒါကျွန်တော် ဒေါ်လာ280တန်း280ဝင်ပြီးတော့လက်ရှိသူတို့ရဲ့ဒါ valuation ဒါကျွန်တော် တန်း660တန်းနဲ့ဆိုပြီးတော့ရေးသားထားခဲ့တာကိုတွေ့ရမယ်တယ်မဟုတ်ပါဒါတွေကတော့ဒေါ်လာနဲ့ပဲပေါ့နော်23နေရာမှာဒါကျွန်တော်အမေရိကန်အသင်းနောက်တဲ့အသင်းကိုတွေ့ရမယ်အမေရိကန်အသင်းနောက်တဲ့အသင်းကဒါကျွန်တော်နယူးယောက် City FC ဖြစ်ပြီးတော့သူတို့ရဲ့လက်ရှိ current တန်းကြီးကတော့885တန်းနဲ့ဒူလက်ရှိမှာဒါကျွန်တော်တို့တနစ်ဝင်းဝေးဒါကျွန်တော်88တန်းထိရှိတယ်ဆိုတာကိုတော့ Forbes Magazine ကချပြခဲ့တာကိုတွေ့ရမယ်ဒါလက်ရှိမှာ22ဒါကျွန်တော်နေရာမှာတော့ဒါကျွန်တော် Aston Villa အသင်းကဒါကျွန်တော်လက်ရှိမှာနည်းနည်းလေးအောက်ကျသွားခဲ့တာတွေ့ရပြီးတော့ Aston Villa အသင်းရဲ့လက်ရှိတန်းကြီးကတော့ဒါကျွန်တော်တန်း900နဲ့အတူလက်ရှိမှာတနစ်ဝင်း ငွေ343တန်တိရှိတာကိုတွေ့ရမယ်တဲ့မှာပါပါတယ်27နေရာမှာလက်ရှိနောက်ထပ်အာအမေရိကန်သင်းသင်းဖြစ်ပြီးလက်ရှိမှာ MLS မှာကန်နေတဲ့တနစ်ကိုဝင်ငွေ105တန်တိရရှိပြီးတော့ဒါသူ့ရဲ့အသင်းရဲ့တန်ကြီးကိုတော့985တန်တိတန်ကြီးပေါက်တယ်လို့ရေးသားတယ်မှာပါအဲ့တော့ကျွန်တော်ထင်တာပေါ့နော်ဒီအရေးကုန်ပါကျွန်တော်တို့ဒါ ကစားသမားရဲ့လက်ရှိတန်ကြီးဒီကိုလက်ရှိမှာဒါကျွန်တော်ကွင်းရဲ့တန်အော်ကွင်းရဲ့တန်ကြီးကအမေရိကန်နိုင်ငံမှာရှိရအောင်ပူပြီးဈေးများရောအမေရိကန်ကအသင်းတွေပါလာလို့ကျွန်တော်အနေနဲ့ပြောလို့ရမယ်တင်မှာပါဒါကျွန်တော်မှန်းကြည့်တာဗောနော်နံပါတ်20နေရာမှာ LA Galaxy ဖြစ်ပြီးတော့ဒီနေရာမှာဒါကျွန်တော်သူတို့ရဲ့အသင်းတန်ကြီးကတော့1 billion ရှိတယ်ဒါကျွန်တော်တနည်းဝင်ငွေ65တန်ရှိတယ်သူလည်းသိရတယ်တင်မှာပါပါတယ်နံပါတ်19နေရာမှာလက်ရှိမှာ1.1 billion တန်ကြီးရှိလာပြီလက်ရှိမှာတော်တော်လေးကိုတက်လာခဲ့တဲ့အသင်းသင်းဖြစ်တယ်ဒါကျွန်တော်တို့ Newcastle United ဖြစ်တယ်သူသိရတယ်မှာပါ Newcastle United တနစ်မှာဒါကျွန်တော်ဝင်ငွေ403တန်တီရရှိတယ်ဆိုပြီးသူတို့အနေနဲ့တင်ထားခဲ့တာကိုတွေ့ရမှာ ယူကဆယ်ရောနံပါတ်16ဆိုရင်အပေါ်မှာပို့ပြီးစိတ်ဝင်စားဖို့ကောင်းလာပြီလို့မြင်တယ်။နံပါတ်17နေရာမှာတော့ West Ham United အသင်း West Ham United အသင်းနဲ့အခုလက်ရှိမှာဒါကျွန်တော်တို့တစ်နှစ်ဝင်ငွေဒါကျွန်တော်346တန်တီရှိပြီးတော့ဒါကျွန်တော်လက်ရှိမှာအသင်းရဲ့တန်ကြီးကတော့1.125တီဒါကျွန်တော်တို့ဘီလီယံတီရှိတယ်လို့သိရတယ်မှာပါတယ်။နံပါတ်18နေရာမှာဒါကျွန်တော် Serie A club ဖြစ်တယ်ဒါကျွန်တော် Inter Milan Inter Milan အသင်းကဒါကျွန်တော်လက်ရှိသူတို့ရဲ့တန်ကြီးကတော့1.15ဘီလီယံဒါကျွန်တော်ဒေါ်လာနဲ့အတူလက်ရှိနေရာသူတို့နေရာတစ်နှစ်ဝင်ငွေဒါကျွန်တော်တို့ဒေါ်လာ430တီရှိတယ် ယ်ဆိုရဲရေးတာတွေ့ရမှာတော့ပါတယ်။နံပါတ်16နေရာမှာဒီနေရာမှာတော်တော်လေးထူးဆန်းလာတာလက်ရှိမှာဘယ်လိုဖြစ်လို့ဒီနေရာရောက်နေလဲတော့မသိချာမရှင်းတာဒါပေမဲ့ Inter Miami အသင်းကလက်ရှိမှာဒါကျွန်တော်သူတို့ရဲ့ club အသင်းတန်ကြီးက1.2 billion ထိတန်ပြီးတော့ဝင်ငွေရ360တိရှိတယ်လို့380တိရရှိတယ်ရေးထားတယ်မှာပါတယ်။ဒီနေရာမှာအဓိကကျွန်တော်ထင်တာပေါ့နော်သူတို့ရဲ့ Queen Tit ကြောင့်လည်းပါပါလိမ့်မယ် Inter Miami အခုလက်ရှိမှာ Queen Tit စောင့်နေတယ်။အဲ့ဒီ Queen Tit ရဲ့တန်ကြီးကမြင့်မားလို့နေလို့လည်းဖတ်မိရတယ်မှာပါပါတယ်။အဲ့ဒါအမေရိကန်မှာဒါကျွန်တော် Queen ဆိုရတော့ဒါလက်ရှိမှာအဲ့လိုမြင်နေသွားအဲ့တော့အမ American club နောက်ကလပ်ကလက်ရှိမှာ Inter Miami ကိုချော်ပြီးလက်ရှိမှာဒါ Son Heung-min ကိုခေါ်ယူထားခဲ့တဲ့ LAFC ကတော့1.25 billion dollar နဲ့အတူ number 15နေရာမှာတန်ချင်းနဲ့မျက်နှာရက်တိုင်းရက်တိုင်းတွေ့ရမယ်။လက်ရှိမှာသူတို့အသင်းကတော့ဒါကျွန်တော်လက်ရှိနောက်ဆုံးအနေထားရတာကျွန်တော်တို့ ဝင်ငွေရ350ဝင်နေတယ်လို့យေတာထားခဲ့တာကိုတွေ့ရမယ်တယ်မှာပါပါတယ်။နံပါတ်14နေရာမှာခုနကဒါကျွန်တော်အင်တာမီလန်ရဲ့ဒါကျွန်တော်မြို့ကန်ပြိုင်ပွဲလို့လည်းပြောလို့ရလက်ရှိမှာ क्व င်းတစ်ခုတည်းကိုဒါကျွန်တော်တို့အကင်ထားခဲ့တဲ့ဒါအသင်းတစ်သင်းဖြစ်တဲ့ AC Milan အသင်း AC Milan အသင်းကလက်ရှိမှာဒါကျွန်တော်1.5 billion တန်ကြေးရှိပြီးတစ်နှစ်ဝင်ငွေ433သက်တိဝင်ငွေဖြစ်နေတယ်ဆိုတော့យေတာထားခဲ့တာကိုတွေ့ရမယ်။နံပါတ်73နေရာမှာနံပါတ်73နေရာမှာလက်ရှိမှာဒါကျွန်တော်တို့ Spain Club တွေဝင်ရောက်လာခဲ့ပြီးဖြစ်ပြီးတော့ Atletico Madrid အနေနဲ့1.8 billion တန်ကြေးရှိပြီးတစ်နှစ် ဝင်ငွေဒါကျွန်တော်442တန်းတိရှိတယ်လို့ရေးသားတဲ့နေရာမှာပါတယ်အက်လက်တီကိုမက်ထရစ်ကဒီနေရာမှာရတယ်သူတို့ရဲ့ကွင်းတစ်ချောင်းလို့လည်းပြောလို့ရတဲ့နေရာမှာပါပါတယ်နံပါတ်7 နံပါတ်စနစ်နေရာမှာလက်ရှိမှာဘူရုရှားဒေါ်မွန်ကတော့ဒါကြောင့်2.05ဘီလီယံတူ2ဘီလီယံကျော်တဲ့တက်တက်တင်စတင်ပြီးဝင်ရောက်လာတော့တွေ့ရမယ်။သူရဲ့တနစ်ဝင်ငွေကတော့ဒါကျွန်တော်တို့ဒေါ်လာ955သန်းတိရှိပြီလက်ရှိမှာဒါကျွန်တော်စနစ်နေရာမှာတော့ဒါကြောင့်2ဘီလီယံကျော်ကျော်နဲ့ဒါဘူရုရှားဒေါ်မွန်ကနံပါတ်စနစ်နေရာမှာယက်တီနေတာကိုတွေ့ရမယ်တဲ့မှာပါပါတယ်။နံပါတ်17နေရာမှာနံပါတ်17နေရာမှာအီတလီစီရီကလပ်နောက်ထပ်ခုဖြစ်တဲ့ Juventus ကတော့2.15ဘီလီယံတန်ဂျင်းနဲ့တူတနစ်ဝင်ငွေဒါကျွန်တော်385သန်းတိရရှိနေတယ်ဆိုပြီးတော့ Forbes Magazine ကပြောသားပြောကြားထားတာကိုတွေ့ရမယ်။ ော့ top 10ကိုစတင်ပြီးဝင်လာပြီဖြစ်တော့ကျွန်တော်တော်လေးတို့စိတ်ဝင်စားဖို့ကောင်းပါလိမ့်မယ်။နံပါတ်10နေရာမှာလက်ရှိမှာ Chelsea အသင်းကတော့3.25 billion နဲ့အတူတနည်းဝင်ဝင်960တန်တိရှာနိုင်တယ်ဆိုပြီးရေးသားထားခဲ့တွေ့ရမယ်။အဓိက Chelsea အသင်းနဲ့လက်ရှိမှာဒါ Premier အသင်းနဲ့ဒီနေရာမှာကြည့်မှာတော်တော်လေးအောက်ရောက်တယ်ဆိုပေမဲ့သူတို့ရဲ့ Queen ကြောင်းလို့ပြောလို့ရတယ်။လက်ရှိမှာ Stamford Bridge က Queen ကဒါကျွန်တော်လက်ရှိတန်ကြီးရတာကျွန်တော်နည်းနည်းလေးနည်းနေတယ်။သူတို့မြေရတော့မဆိုးဘူးဆိုပေမဲ့ Queen ရဲ့တန်ကြီးရတာကျွန်တော်ဒီနေရာမှာစကားပြောသွားတယ်လို့ကျွန်တော်နည်းနည်းမြင်ပြီးရတယ်မှာပါတယ်။နံပါတ်9နေရာမှာ Tottenham Hotspur အသင်းဖြစ်ပြီး Tottenham Hotspur အသင်းက3.3 billion တန်ကြီး ြီးနဲ့တူနံပါတ်9နေရာမှာရပ်တည်နေတယ်။တနစ်ဝင်ငွေ666သန်းတိရှိပြီးလက်ရှိမှာအဓိကဒီနေရာမှာစပါတင်ရောက်နေခဲ့တာသူတို့ရဲ့ကွင်းကြောင်းလို့ပြောရရဲစပါတင်ရဲ့လက်ရှိကွင်းကတော့1.1ဘီလီယံလောက်တန်ကြေးရှိရကြောင်းတကယ်နဲ့ပြန်ကြည့်မယ်ဆိုတော့ဒီကွင်းရဲ့တန်ကြေးကြောင်းပဲကိုစပါတင်ရဲ့ valuation ကတော်တော်လေးကိုမြင့်သွားတယ်လို့ပြောလို့ရမယ်ဒီစားတစ်ခုရောက်သွားပြီးပြောလို့ရတယ်။နံပါတ်8နေရာမှာနံပါတ်8နေရာမှာလက်ရှိနောက်ပိုင်းပွဲစဉ်တွေမှာခြေစွမ်းပြန်တက်လာပြီးတော်တော်လေးကိုအခြေအနေပြန်ကောင်းနေခဲ့တဲ့ဒါအာစတိုသင်3.4ဘီလီယံတန်ကြေးနဲ့တူလက်ရှိမှာတော့ကျွန်တော်တနစ်ဝင်ငွေ982သန်းတိရှာနိုင်ခဲ့တဲ့နေရာမှာအာစ ုံသင့်နံပါတ်၈မှာရက်တည်နေတာကိုတွေ့ရမယ်တော့မှာပါတယ်။နံပါတ်9နေရာမှာလက်ရှိမှာတော့ပူပူလောလောချန်ပီယံလိလည်းရထားခဲ့လို့ဒါ Triple ကိုလည်းဒါ Louis Enrique နဲ့ယူထားနိုင်ခဲ့ပြီးမြဲနံပါတ်9နေရာမှာပဲရှိသေးတာကတော့ဒါ PSG တင်းလို့ပြောရရဲ PSG တင်းနဲ့လက်ရှိမှာ4.6ဘီလီယံတန်ကြီးရှိပြီးတော့တစ်နှစ်ဝင်ငွေ800တန်း80ထိဒါကျွန်တော်ရှာဖွေထားနိုင်ခဲ့တယ်ဆိုပြီးတော့ဒါလက်ရှိမှာ Forbes Magazine ကရေးသားထားခဲ့တာကိုတွေ့ရမယ်တော့မှာပါပါတယ်။နံပါတ်6နေရာမှာဒါကျွန်တော်လက်ရှိမှာဒါကျွန်တော်တို့ Bundesliga ရဲ့အအောင်မြင်ဆုံး club တစ်ခုလို့လည်းပြောလို့ရရဲလက်ရှိမှာလည်းဟုတ်တယ်တမိုင်းတစ်လျှောက်က Bundesliga ရဲ့အအောင်မြင်ဆုံး club တစ်ခုဖြစ် တဲ့ Bayern Munich သင်္ကန်းနံပါတ်6နေရာမှာရည်တည်ပြီးတော့9တသမ1ဘီလီယံတန်ကြေးရှိပြီးတတိဝင်ငွေ129အထိဒါကျွန်တော်တို့ပိုင်တို့သိရတယ်ဒါဟာလက်ရှိမှာဒါတီးတော့ဒီအပိုင်ဒီ club ကတော့အများပိုင် club ဖြစ်တယ်လို့သိရတယ်မှာပါတယ်ဒါကျွန်တော် Real Madrid တို့ပုံစံမျိုးပဲဘုရောနံပါတ်9နေရာ top 5တဲကူတော့ဝင်လာခဲ့ပြီးနံပါတ်9နေရာမှာဒါ Manchester City အသင်းဖြစ်ပြီးတော့ City အသင်းကလက်ရှိမှာတန်ကြေးက9တသမ3ဘီလီယံတန်ပြီးတနစ်ဝင်ငွေ900တန်းထိဒါတော့လာကျွန်တော်တို့ဒါလာရှိတယ်လို့သိရတယ်မှာပါတယ် Manchester City က top 5မှာအမြဲတမ်းဒါကျွန်တော်တက်လိုက်ကြလိုက်ပြီးမှ top 5တဲကလက်ရှိချိန်ထိတော့မထွက်သေးဘူး ဘူးလို့ပြောလို့ရမယ်ကျွန်မပါပါတယ်နံပါတ်၄နေရာနံပါတ်၄နေရာမှာဒါတဖြည်းဖြည်းနဲ့ဒါကြောင့်ဒီနောက်ဘက်မှာတော်တော်လေးကိုဆွဲတင်လာခဲ့တဲ့ FGO ဆူလို့ပိုင်ရှင်ပိုင်ကြတယ်ဒါလွတ်ပဝူးအသင်းပေါ့နော် လီဗာပူးသင်းနဲ့တောင်ကျွန်တော်9တသမ4ဘီလီယံထိဒါကျွန်တော်တန်ကြီးရှိပြီးတော့983သတိဝင်ငွေရှိရတယ်။ဒါလီဗာပူးသင်းကအရင်တော့ဒါကျွန်တော်ကျွန်တော်သိတော့နံပါတ်6နံပါတ်9မှာသွားတယ်။ဒါပေမဲ့ကျွန်တော်သိတော့ကလက်ရှိမှာလီဗာပူးသင်းသူတို့ရတာစတန်ကြီးကိုပြင်လိုက်တဲ့အချိန်မှာအဲ့ဒီစတန်ကလူပိုဝင်သွားတယ်ဒါအချိန်ဒီကလက်ရှိမှာစတန်ကပိုကျဲသွားတဲ့ကြောင့်လီဗာပူးသင်းနဲ့ဝင်ငွေရတော်တော်လေးကိုတိုးပွားခဲ့ပြီးလက်ရှိမှာဒါ asset ရလည်းတော်တော်လေးကိုပူကြီးသွားကြောင့်လီဗာပူးသင်းလက်ရှိမှာ top 4ကိုပြန်လဲပြီးတော့ဝင်ရောက်လာခဲ့တော့တွေ့ရမယ်တဲ့မှာပါတယ်။ တနေ့တော့ကျွန်တော်နှစ်နဲ့သုံးမှာတော့အပြောင်းလဲရှိတယ်။နံပါတ်3နေရာမှာအရင်တော့ဒါမနစ်ကဒါကျွန်တော်နံပါတ်2နေရာမှာနေခဲ့ပေမဲ့လက်ရှိဒီနှစ်မှာနံပါတ်3နေရာကိုဆင်းသွားခဲ့တာကဘာစလုနာအသင်း FC ဘာစလုနာအသင်းနဲ့လက်ရှိမှာဒါကျွန်တော်တို့တန်ဂျီက9.65ဘီလီယံတန်ဂျီနဲ့အတူဒါကျွန်တော်လက်ရှိမှာဒါတနေ့ဝင်ငွေ120တန်းတိရှိတဲ့နေရာမှာရောက်သွားခဲ့တယ်။ဒါမနစ်ကဒါဘာစလုနာအသင်းနံပါတ်2ချစ်ခဲ့မယ်လက်ရှိမှာနံပါတ်3ရောက်သွားခဲ့တာကိုတွေ့ရမယ်။မနစ်ကနံပါတ်3ကဒီနှစ်မှာနံပါတ်2ဖြစ်ခဲ့တဲ့အသင်းတစ်သင်းက Manchester United ဖြစ်တယ်။ Manchester United အသင်းကလက်ရှိမှာဒါကျွန်တော်တို့ကဘာပေါ်မှာဒါကျွန်တော်ဒုတိယတန်ဂျီအကြီး ီးဆုံး club အနေနဲ့ဆက်လက်ပြီးဒါကျွန်တော်တို့1 2 3မှာအမြဲတည်နေဒါပေမဲ့မနစ်ကတည်းကတဆင့်ပူတက်သွားခဲ့ပြီလက်ရှိမှာ Manchester United အသင်းက6.6ဘီလီယံနဲ့တူဒါကျွန်တော်ရက်တည်နေခဲ့တာကိုတွေ့ရမယ်တနည်းဝင်ငွေ134သန်းလေးရှိပြီလက်ရှိမှာတော့ United ရဲ့အဓိကအားသာချက်ကသူတို့နေတာ International က Fan Beach ကိုတော့ဆွဲယူထားနိုင်ခဲ့တာသူတို့တက်တော်လေးကိုကောင်းခဲ့တယ်လို့ပြောလို့ရမယ်ဒီမှာပါပါတယ်နံပါတ်1နေရာမှာသိပ်ပြီးမထူးဆန်းမဲ့လက်ရှိမှာတော့ကျွန်တော်တို့ပေါင်ရကောလက်ရှိအချီနေရအောင်ဒါကျွန်တော်တနည်းဝင်ငွေလဲဒါကျွန်တော်1ဘီလီယံချော်ထားတဲ့ကလပ်တစ်ခုအနေနဲ့နံပါတ်1နေရာမှာရောက်နေတာသိပ်တော့မထူးဆန်းဘူးဒါ Flo Florian Prius ဦးဆောင်ပြီးလက်ရှိမှာအများပိုင်းကုမ္ပဏီတစ်ခုဖြစ်နေတဲ့ Real Madrid အသင်းကနံပါတ်1နေရာမှာ6.5ဘီလီယံနဲ့အတူနံပါတ်1နေရာမှာထပ်ထိုက်တန်တန်နဲ့ရပ်တည်နေတာကိုတွေ့ရမယ်။တနစ်ဝင်ငွေလက်ရှိမှာဒါကျွန်တော်တို့ Real Madrid အသင်းကဒါကျွန်တော်နှစ်နှစ်ဆက် ေါ်လာတစ်သက်1ဘီလီယံကျော်တဲ့တသက်တင်နဲ့မှတ်တမ်းဝင်ထားခဲ့တော်လို့တွေ့ရမယ်တော့ပါတယ်လက်ရှိဒါကဘာပေါ်မှာဒါကျွန်တော်ဝင်ငွေအများဆုံးတသက်တင်ဖြစ်လို့လက်ရှိကဘာပေါ်မှာဒါကျွန်တော်အမျက်ဆုံးအများဆုံးတသက်တင်ဖြစ်တဲ့အသင်းလေးနဲ့ Real Madrid ကိုဆက်လက်ပြီးတော့မြင်တွေ့နေရမှာဖြစ်တယ် Florian Deportivo Florentino Perez ရဲ့ဒါကျွန်တော်လက်ရှိဦးဆောင်မှုအောင်မှာဒါ Real Madrid အသင်းဦးဆောင်နေတဲ့တကယ်ကိုလမ်းပြန်ထွက်နေတာဆက်လက်ပြီးတွေ့ရမယ်တော့ပါတယ်ဒါပေမဲ့လက်ရှိမှာဒါ Lidar ကဘာမှာလက်ရှိမှာတန်ဂျီအကြီးဆုံး list ကို Forbes magazine ကနေပြီးတော့ချပြထားခဲ့တာဖြစ်ပါတယ်။ဒီ Forbes magazine မှာလည်း officially တွားကြည့်လို့ရတယ်လို့ပြောရင်လည်းပဲကျွန်တော်တော့ကပြပအောင်အားလုံးမကြွတူပါနဲ့။မြန်မာလေး clip ပြကြအောင်ဗျ။မြန်မာ clip မှာမြန်မာနိုင်ငံဖြစ်ပါတယ်။ကျွန်တော်တော့ကပြပအောင်။ဒေးပါပါဗျ။